ဒီဇင်ဘာလ24ရက်နေ့ညနေပိုင်းကမန္တလေးမြို့လမ်း80နဲ့24လမ်းတောင်မှာရှိတဲ့မောင်ကဲရွှေဆိုင်မှာဖြစ်ပွားခဲ့တဲ့တနက်ပစ်ဖောက်ဓားများတိုက်မှုရဲ့ကျူးလွန်သူဟာကြောက်အရာအဝယ်အဆင်မပြေတဲ့အတွက်ငွေလိုတာကြောင့်ပြုတ်လုခဲ့တာဖြစ်တယ်လို့ကျူးလွန်သူကကနေဦးထွက်ဆိုပါရယ်ကျူးလွန်သူကိုဝိုင်းဝန်းဖမ်းဆီးရမှာထရားရရှိခဲ့တာကြောင့်လက်ရှိမှာမန္တလေးစေယုံကြီးမှာတက်ရောက်ကူတာနေရဆဲဖြစ်ပြီးတတိရလိုက်မရလိုက်ဖြစ်နေတဲ့အတွက်ဖြည်းဖြည်းချင်းစစ်ဆေးနေတယ်လို့တိုင်းရဲတပ်ဖွဲ့ဝင်ရုံကဒုတိယရဲမှူးကြီးစော်မင်းဦးကပြောပါရယ် လက်ရှိစစ်ဆေးမှုမှာထွက်ဆိုထားတဲ့အရာအမှုချမ်းစီယာမှာအသုံးပြုခဲ့တဲ့တနက်ဟာကျူးလွန်သူနဲ့ဦးလေးတော်ဆက်တဲ့လောက်ကိုင်မျိုးနဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးလှူွယ်ရှိရဲ့နေအိမ်လုံးချုံရဲ့အဆောက်ထံကနေယူဆောင်လာတာဖြစ်တယ်လို့ဝန်ခံထားပါတယ်။ပြစ်မှုကျူးလွန်ခဲ့သူဟာလောက်ကိုင်မျိုးမှာနေထိုင်တဲ့အသက်30အရွယ်ရှိကိုကန့်လူမျိုးအာရှန့်ဖြစ်ပါတယ်။အာရှန့်ဟာမန္တလေးမြို့ကိုလုပ်ငန်းကိစ္စနဲ့မကြာခဏလာရောက်လေးရှိပြီးမြို့သစ်တရက်ွယ်64လမ်း သိပ်ပံလဲတောင်ပတ်မှာရှိတဲ့အတော်ဖြစ်သူရဲ့နေအိမ်မှာတဲခိုလေးရှိတာဖြစ်ပါတယ်။ဦးလေးတော်ဆက်သူဦးလူကွဲရှိကတော့ပြည်ခိုင်မျိုးပါတီဝင်ကိုကက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ဦးလူကွဲရှိရဲ့နေအိမ်လုံခြုံရေးအဆောက်အထုံကနေယူဆောင်ခဲ့တဲ့တနက်ဟာအီတလီနိုင်ငံလို့ပစ္စတိုခဲရောင်ဖြစ်ပြီးကြီကွန်6တောက်နဲ့ကြီးစံ9တောက်သိမ်းဆည်းရမိခဲ့ပါတယ်။တားရက်တဖွဲ့မှုဒုတိယရေးမှူးကြီးစောမင်းဦးကတာမန်လူတယောက်အနေနဲ့ကျူးလွန်ဖို့ခင်းရင်တဲ့အရာကိုပြုလုပ်သွားတာကြောင့်ပုံမှန်စိတ်အခြေအနေရှိမရှိ မိုးရင်ဆေးသုံးဆွဲထားခြင်းရှိမရှိကိုစစ်ဆေးသွားမယ်လို့ပြောပါရယ်။ဒါအပြင်ကျူးလွန်သူဟာအရက်တောက်ထားပြီးဝိုင်းဝန်းဖန်ဆီးစင်မှာဥကောင်းပေါက်ပြဲနှာခေါင်းသွေးထွက်ရာဘက်မျက်လုံးညှိုးမဲတရားတွေရရှိကာတတိမရပဲဖမ်းမိခဲ့တာဖြစ်ပါရယ်။အဆိုပါကျူးလွန်ခဲ့သူကိုစေကုသပေးလျက်ရှိပြီးပါ956မြင်းဆောင်2013ပြည်မှုပုံမှာ386မြင်းဆောင်308အရာချဲရီတာဆန်မြို့နယ်မြို့မရဲစခန်းကနေအမှုဖွင့်အရေးယူဆောင်ရွက်နိုင်မှုစစ်ဆေးနေရလို့သိရပါဗျ။